ကျစ်ဖြစ်လွန်တဲ့ခြေကြီးကိုအရန်သဘောကျတယ်လို့ပြောလာတဲ့မိမိကုတ်ကိုပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်ကြီးရေဒီနေ့ Miss Grand မြန်မာခြေကြီးကတော့အခုဆိုရင် Miss Grand International မှာဝင်ရောက်ရှင်ပြိုင်နေပြီပဲဖြစ်ပါတယ်။ဒီမကဒီမရဲ့လှုပ်ဆောင်ရမယ်လှုပ်ဆောင်ချက်တွေကိုတော်တော်လတ်လတ်လှုပ်ဆောင်နေပြီးတော့ပါဝင်ရှင်ပြိုင်နေခဲ့ပါတယ်။ခြေကြီးဟာလေစိမ့်မှာကလေးကဒီမဟာမြန်မာနိုင်ငံသားတွေတစ်ခုလုံးကိုတာဝန်ကိုထမ်းဆောင်ထားတာဖြစ်လို့ အကောင်ဆုံး crown ရမယ်လို့ပြောပြခဲ့ရဖြစ်ပါတယ်။တရုတ်ဆောင်မေမီဂိုဂိုကလည်း JK ရဲ့ချစ်စရာကောင်းပုံနဲ့အတိတ်ဖြစ်လွန်နေရတွေကိုသူမအနေနဲ့သဘောကျတယ်အားကျတယ်လို့ဆိုလာပါတယ်။ JK ဟာမေမီဂိုဂိုအတွက်အရန်မိုက်နေပြီးတော့ attraction အရန်ရှိနေခဲ့ရပါ။တွက်လက်ပြီးတော့သူမကိုသူမ confidence ရှိပြီးတသင်းဆိုရင်လည်းအတန်လေးကချိုးနေတာပဲလို့ဆိုထားပါတယ်။ သူမဟာဂျီကေကိုမြန်မာမစ်လို့မသိဘဲနဲ့အာလုံထဲမှာထင်းထွက်နေပြီးတော့သူမရဲ့ပုံစံလေးကမိုက်နေတော့အယမ်းကြိုက်တာလို့ဆိုပါရယ်။နောက်မှသာဂျီကေဟာမြန်မာကိုစားပြုမစ်မန်းတီးပြီးတော့အားပေးခဲ့ရပါဘူး။ သူမနေမကောင်းဖြစ်နေတဲ့အချိန်မှာမစ်ပွဲမကြည့်မိလိုက်တော့ဂျေကေကိုမသိလိုက်တာပါ။ဂျေကေသားမြန်မာဆိုရင်အားပေးမိမှလို့ပြောပြခဲ့ပါတယ်။သူမကလည်းနေမကောင်းဖြစ်နေတာတရှောင်ရှောင်ဖြစ်နေရကြောင်းသူမအနေနဲ့အနုပညာအလုပ်ကိုတောင်း၁၀ရက်လောက်အနားယူခဲ့ရတာပါလို့ပြောပြခဲ့ပါတယ်။ကိုယ့်ရဲ့မြန်မာနိုင်ငံထက်ဆိုင်ရင်ဂျေကေက International စံနေတော့ International ထီကိုပို့ပြီးတော့ပေါင်းစည်ခြင်းနဲ့ မြန်မာနိုင်ငံသူနဲ့တူမနေပဲနဲ့သူမကိုသူမယုံကြည်ချက်ရှိပြီးတော့မစ္စတာယောက်ရဲ့အရေးချင်းတွေရှိတယ်လို့ဆိုပါရယ်မိမိကိုကိုဟာ JK မှတချို့ယုံကြည်မှုတွေတချို့ပြင်ဆင်ချက်တွေအားသူမကိုသူမပြန်ရှာတွေ့တယ်လို့ခန့်စားနေရလို့ JK ကိုပို့ပြီးတော့သဘောကျအကျိုင်းနဲ့တက်တယ်လို့ဆိုပါရယ် JK လေးကလည်းသူမကိုသူမမြန်မာပြည်အတွက်ဒီနှစ် Crown ကိုရယူပေးလိမ့်မယ်လို့ထင်နေပြီးတော့ရအောင်လေသူမကစူးစမ်းပေးမယ်လို့ဆိုထားပါရယ်တာမန်မစ္စတာယောက်ဘဝထက်သူမဟာသူမရဲ့အိမ်မက်တွေကိုအကောင့်ထဲပေါ်ပြအောင်ဖော်မှာလို့ပြောခဲ့ပါရယ် မစ္စတာရည်ရွယ်ချက်မဟုတ်ဘဲအိမ်မက်ဖြစ်တာကြောင့်ခရောင်းကိုမရရအောင်ယူလာခဲ့မှလို့ပြောဆိုထားပူပါတယ်။မိမိကိုကိုကလည်းဂျေကေဟာသူမလန်လန်းမမီတဲ့မစ္စတာရောက်ဖြစ်လို့သူမရဲ့ Facebook စာမျက်နှာထိပါ share ပြီးတော့အားပေးခဲ့ပါတယ်။ဒီကိမှာရှိတဲ့ယုံကြည်ချက်တွေမှာသူမမှမရှိခဲ့ရကြအောင်အားကြလေးစားရတယ်လို့ဆိုပါတယ်။သူမကလည်း Miss Boy တွေတိတ်မကြည့်ပြဖက်နဲ့လန်လန်းမမီရကြောင်းဂျီကီလေးကိုတော့ International မှာသွားပြိုင်မှပဲသိခဲ့တော့ဒါကြောင့်ကိုယ့်ရဲ့မြန်မာအချင်းချင်းနဲ့အားပေးခဲ့ရလို့ပြောပြခဲ့ပါတယ်။ သူမဟာဂျေဂေကိုမသိဘူးလို့ပြောမိတာကလေးလာမှုအားနည်းနေလို့ပါ။တမျိုးထင်သွားမှကိုလည်းစိုးရိမ်နေလို့ပြောပြီးတော့သူမရဲ့အမေအမားကိုတောင်းပန်လိုက်ပါသေးတယ်။စိတ်သဘောထားပြေဝပြီးတော့လူချင်းလူခင်ပေါ်တဲ့ဂျေဂေလေးဟာသူမငယ်ငယ်ကပုံစံလေးကိုပြန်မြင်မိရာကြောင့်သူမကိုသူမမြင်ရောင်နေမိရဲ့လို့ဆိုပါရတယ်။ ဂျေဂီလေးကလည်းသူမရဲ့အိမ်မက်ကိုအကောင့်ထည့်ဖော်လာမယ်လို့ယုံကြည်ပါတယ်။မေမီကိုကိုကလည်းဗုတ်ပေးအောင်ပတ်စံအကုန်ခံပြီးတော့ပေးမှလို့ပြောပါရတယ်။ဂျေဂီကမျက်နှာလွတ်လေးဟာကိုရီးယားစံတဲ့ဘက်ကိုသွားတာကြောင့်အေးရှောက်မှာထင်ပေါ်နေရပဲလို့ပြောပြခဲ့ရပါ။မေမီကိုကိုကလည်းဂျေဂီကိုမြန်မာတနိုင်ငံလုံးထက် Crown ကြီးကိုယူဆောင်လာနိုင်ပါစေလို့ဆုတောင်းပေးခဲ့ပါရတယ်။ Senior Junior တွေမခွဲကြပဲလူတယောက်ရဲ့အရေးချင်းကိုပဲကြည်ကယုံကြည်ချက်နဲ့အားပေးရကြောင်းဂျေဂီအတွက်ကရလက်ကောင်းနဲ့ရလာမှလို့ပြောပြပေးခဲ့ပါရတယ်။ဒီရောပရိသတ်ကြီးအချစ်တော်လေး မိမိကိုကိုကတော့ဂျေကင်းရဲ့အမာခံပရိသတ်တစ်ယောက်ဖြစ်နေပြီးတော့အားပေးမှာပါလို့ပြောပြခဲ့ပါတယ်။ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။